အားလုံးပဲမင်္ဂလာပါရှင်။9 million channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့စာရေးသူအကသော်ရေးသားထားတဲ့အဝိဇ္ဇာဒေါသောင်းဇလန်လီရဲ့အခန်းဆက်ဖြစ်တဲ့အဝိဇ္ဇာဒေါသောင်းနဲ့အေးလေအေးကြည်လေးချင်းဆိုတဲ့ဇလန်လီကိုတင်ဆက်ပေးသွားမှာဖြစ်တာမို့ဇလန်လီမစတင်ပြီးကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ပေးသွားဖို့နဲ့ဇလန်တင်များစွာကိုမလိုတန်းနားဆင်နိုင်ဖို့အတွက်ဘေးနားကအချက်ပေးခေါင်းလောင်းလေးကိုလည်းနှိပ်ပေးသွားဖို့မမေ့ပါနဲ့နော်။ ဟုတ်ကဲ့ပါဒါဆိုရင်ဇလန်လေးကိုစတင်လိုက်ရအောင်ရှင်ဦးမာကားကလည်းတစ်သားတလုံးကြီးတစ်ခုအပေါ်မှာထိုင်ပြီးတော့ကျင်းစင်တွေကိုကြင့်ကြံနေပါတယ်ဦးမာကားရဲ့အနီးနားမှာတော့ရွှေရောင်အလင်းလန်းတွေကတလက်လက်တစ်ဖြက်ဖြက်နဲ့လင်းလက်လိုနေပါတယ်အဲ့ဒီခိုင်မှာတော့ဦးမာရာကောင်းဆောင်တဲ့ဒေဝခိုင်းသားတွေကလည်းနန်းဆောင်ကြီးစီကိုခြိတက်ပြီးတော့ဦးမာကားကိုဝိုင်းဝန်းပိတ်ဆို့လိုက်ပါတယ်ဦးမာကားကလည်းခိုင်းသားတွေကိုကြည့်လိုက်ရင်းနဲ့ ဒီချိန်ကြီးကြမှာတော့ဘာလာလောက်ကြတာလဲဘာကြီးတော်ကိုအရေးတကြီးတင်ပြစရာရှိလို့ပါဘာကြီးတော်မနဲ့ကြတော့မှတင်ပြလို့မရဘူးလားငါကြင့်စဉ်ကြင့်နေတဲ့အချိန်မှာမနှောင့်ယှက်ရဘူးဆိုတာမင်းတို့မသိဘူးလားကွအဲ့ဒီခါမှာတော့ဥမာရကလည်းအဒီမှာရှိနေတဲ့စပွဲကြီးတစ်လုံးကိုခြေထောက်နဲ့ကန်ထုတ်လိုက်ပြီးတော့အခုချိန်ကအေးလူလူထိုင်ပြီးတော့ကြင့်စဉ်ကြင့်နေရမယ့်အချိန်မဟုတ်တော့ပါဘူးဘာကြီးတော်ကျွန်တော်တို့တိုက်ပွဲခေါ်တန်းပေးရမယ့်အချိန်ဖြစ်နေပါပြီဥမာရကလည်းခေါင်းကြီးပြလိုက်တဲ့အခါမှာတော့ မိခါပြစ်ခတ်လိုက်တာကြောင့်ဒဏ်ရာရရှိသွားကြတဲ့ခိုင်းသားနှစ်ဦးကိုအရှိကိုဆွဲခေါ်လာခဲ့ပါတယ်။ရွှေဟင်းသာခိုင်းကလူတယောက်ကျုပ်တို့ခိုင်းကလူတွေကိုနေလေကင်းကြီးမှာပဲပေါပေါတီတီတိုက်ခိုက်ခဲ့ပါတယ်ဗာကြီးတော့ဥမာကကလည်းဒံယာရနေတဲ့လူနှစ်ယောက်ကိုလက်ညှိုးထိုးလိုက်ပါတယ်အဲဒီခါမှာတော့လက်ညှိုးစီကလည်းရွှေရောင်အလေးနာကြီးတစ်ခုကထွက်ပေါ်လာပြီးတော့အဲဒီလူနှစ်ဦးကိုမိမောင်းထိုးလိုက်တယ်လို့ဖြစ်သွားပါတယ်အဲဒီချိန်မှာတော့အဲဒီလူနှစ်ဦးရဲ့ရေဘက်အတွင်းကနေရွှေလက်ကောက်တကွင်းစီထွက်လာပါတယ် ။ဒံယာရနေတဲ့သူတွေကလည်းအကောင်ပကတိအတိုင်းပြန်ဖြစ်သွားပါတယ်။ဥမာရကလည်းရွှေလက်ကောက်တွေကိုယူလိုက်ကဟောရာကတော့ရွှေဟင်းသာကိုင်းကလူတွေအုံပြူကြတဲ့စัจကြလက်ကောက်ဆိုတာပဲ။မင်းတို့ကဘာမဟုတ်တာတွေလုပ်ခဲ့လို့မင်းတို့ကို သူတို့ကတိုက်ခိုက်ခဲ့တာလေ။အဲ့ဒီခါမှာတော့လူနှုတ်ဦးကလည်းမျက်စိမျက်နှာပြက်နေပါတယ်။ဘာကြောင့်ဆိုတာအသာထားစမ်းမှဦးကြီးတော့ကျုပ်တို့ဒေဝကိုင်းကလူတွေမှန်တိတိကြီးနဲ့ဒီလိုတိုက်ခိုက်လိုက်တာဟာကျုပ်တို့ကိုစော်ကားသလိုဖြစ်မနေဘူးလား။ ဥမာရာရဲ့စကားကိုဂိုင်းသားတွေကလည်းထောက်ခံကြပါတယ်။ဒါကြောင့်ဒီချိန်ကစပြီးတော့ကျုပ်တို့ငိန်ခံနေလို့မဖြစ်တော့ဘူးဘာကြီးတော့။ဘာကြီးတော့လက်ထဲကခယူသိန်းကိုချလိုက်ပြီးတော့တန်လျက်ကိုပြောင်းကင်မှရပါမယ်။ငါတို့တန်လျက်ကင်လို့မဖြစ်ဘူးမာရာ။တန်လျက်ကင်လိုက်မယ်ဆိုရင်ပကိုးမြေမှာတိုက်ပွဲတွေဖြစ်ကုန်မှာပဲ။ဒါတွေကျုပ်စိတ်ဝင်စားဘူးဘာကြီးတော့။တကယ်လို့ဘာကြီးတော့ကတန်လျက်မကင်ချင်ဘူးဆိုရင်ကျုပ်ကဘာကြီးတော့ကိုစားတန်လျက်ကင်ပေးပါမယ်။ဥမာရာကလည်းရှေ့ကိုတိုးလာပါတယ်။ အဲ့ဒီချိန်မှာတော့ဥမာကကလဝါးဖြတ်လိုက်ပြီးတော့ဥမာရာကိုအလင်းတန်းကြီးတစ်ခုနဲ့ပစ်ခတ်လိုက်ပါတယ်။ဥမာရာကလည်းလဝါးကြီးကိုဖြတ်လိုက်ပြီးတော့အနီရောက်အလင်းတန်းကြီးတွေနဲ့ပြန်လည်ပစ်ခတ်ပြန်ပါတယ်။ခေါင်းဆောင်တွေရောက်တိုက်ခိုက်နေကြတာကိုကြံတဲ့ခေါင်းဆောင်တွေကလည်းကြီးကောင်းကောင်းနဲ့ထိုင်ကြည့်နေပါတယ်။ဥမာကကလည်းခြေတီမဟန်တော့တာမလို့လက်အုပ်ချီလိုက်ကနတ်တကြားအစွမ်းလို့ဆိုတဲ့အစွမ်းတစ်ခုကိုထောက်လိုက်ပါတယ်။အဲ့ဒီခါမှာတော့ဥမာကရဲ့ခန္ဓာကိုယ်ကနေရွှေဝါရောက်အလင်းတွေထွက်ပေါ်လာပြီးတော့ခန်းမကြီးတစ်ခုလုံးကိုလွှမ်းခြုံလိုက်ပါတယ်။ ။ဘာကြီးတော်စွမ်းသူကျုပ်လည်းစွမ်းနေဘာကြီးတော်။ဥမာရာကလည်းမန်နဲ့အစွမ်းလိုခေါ်တဲ့အစွမ်းကိုထုတ်သုံးလိုက်ပါတယ်။ဥမာရာရဲ့နှစ်ဖူးကနေဂျင်းဒီရောက်အလင်းထဲတွေကထွက်ပေါ်လာပြီးတော့ခမ်းမကြီးတစ်ခုလုံးကိုဖုံးအုပ်ထားပြန်ပါတယ်။နန်းဆောင်ခမ်းမကြီးကိုတော့ဥမာကရဲ့ရွှေရောက်အလင်းထဲတွေကဖုံးအုပ်လိုက်။ဥမာရာရဲ့ဂျင်းဒီရောက်အလင်းထဲတွေကဖုံးအုပ်လိုက်နဲ့အပြန်ပြန်အလန်လန်ဖုံးလွှမ်းနေပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးမှာတော့ဂျင်းဒီရောက်အလင်းထဲကြီးကလည်းခမ်းမကြီးတစ်ခုလုံးကိုလွှမ်းခြုံသွားပါတယ်။ ရွှေဝါရောက်အလင်းတန်းတွေကကျင်းနီရောက်အလင်းတန်းကို မထိုးပေါက်နိုင်တော့ဘဲနဲ့တဖြည်းဖြည်းစိတ်သုံးသွားပါတယ်။ဥမာရာကလည်းပြုံးလိုက်ရင်းနဲ့ကျင်းညာချင်းရှင်ရင်ဘာကြီးတော်ထက်ကျုပ်ကတာတယ်ဆိုလားဘာကြီးတော်နားလည်ပြီမဟုတ်လားမင်းပညာကအဖြတ်စွမ်းအားပညာကိုကလောကမှာမကောင်းမှုကလုံရတာတွေ့သလောက်ကောင်းမှုကလုံရတာခက်တယ်မဟုတ်လားဥမာရာကလည်းဥမာကထံကို တိုးကပ်သွားရင်းနဲ့ဥမာကရှေ့မှာချထားတဲ့ရွှေရောင်တန်လျက်ကိုကောက်ယူလိုက်တာ ဝိုးဘော်ကိုထောင်မြောက်လိုက်ပါတယ်ဒီနေ့ကစပြီးဒေဝခိုင်းကိုကျုပ်အုပ်ချုပ်မယ်ဘာကြီးတော့ဘာကြီးတော့ကအေးစေးစေးပဲနေပြီးတော့ကို့ပညာတိုးတက်ရေးကိုပဲအာယုံစိုက်ပြီးတော့လှုပ်ဆောင်စမ်းပါဟုတ်ပြီလားဥမာကကလည်းဘာမှမပြောနိုင်တော့ပါဘူးဥမာရာရဲ့နောက်လိုက်ဒီဘက်ကိုလှည့်ပြီးတော့ဒီနေ့ကစပြီးတော့ဒေဝခိုင်းကပြင်ပမူဝါဒကိုပြောင်းလဲလိုက်ပြီဒီနယ်မြေတွေအကုန်လုံးကိုကျုပ်တို့ဒေဝခိုင်းကပဲအုပ်ချုပ်စေရမယ်ဘကိုးမှာကျုပ်တို့ခိုင်းတော့အင်အားကြီးတဲ့ခိုင်းမရှိစေရဘူး ရှိလာခဲ့ရင်လည်းဟော်ရီတန်လျက်နဲ့ဖြိုခွင်းဖြက်စည်းပစ်မယ်။ဥမာရာကပြောလိုက်တဲ့အခါမှာတော့ဒေဝခိုင်းသားတွေကလည်းလက်ခုပ်လဝတီးပြီးတော့အားပေးပါတယ်။ဥမာကကတော့ဘာမှမတက်နိုင်တော့ပဲနဲ့တပြင်းတစ်ချက်ကိုသာချလိုက်ပါတယ်။မန်နဲ့လက်ထဲကိုတန်လျက်ရောက်သွားပြီးဆိုမှတော့သွေးမေကြတဲ့အဖြစ်တွေဖြစ်ကုန်ကြတော့မှာပဲ။စင်စစ်အားဖြင့်တော့ဥမာကဟာတမာတမတ်ကြတဲ့သူတယောက်ဖြစ်ပြီးတော့အသက်ရွယ်အားဖြင့်တော့၎င်းပညာဉာဏ်အားဖြင့်တော့၎င်းပြေဝသူဖြစ်တာမို့ဒေဝခိုင်းသားမကပဲ။ ဂိုင်းတွေအားလုံးကတလေတစားဆစ်ဆန်ကြသူတို့လည်းဖြစ်ပါတယ်။အဲ့ဒီညမှာတော့ဒေဝဂိုင်းအတွင်ကအသက်ရွယ်ကြီးနေပြီဖြစ်တဲ့ဂိုင်းကောင်းဆောင်ကြီးတွေကိုဖမ်းဆီးလိုက်ကရာထူးကနေဖြုတ်ချလိုက်ကြပြီးဥမာရာရဲ့လူယုံနောက်လိုက်တွေဖြစ်ကြတဲ့ယမမင်းကျင့်စဉ်ကိုကြင့်မြောင်အောင်မြင်ထားသူ၄ယောက်အသူရိကျင့်စဉ်ကိုကြင့်ကြံနေသူအသူရိ၄ဦးတို့နဲ့ဒေဝဂိုင်းကိုသွေးတည်လောင်းကပြန်လဲဖွဲ့စည်းလိုက်ပါတော့တယ်။ရွှေဟေးသာဂိုင်းရဲ့အဆောက်အဦကြီးထဲမှာတော့ဂိုင်းကောင်းဆောင်တွေကစုဝေးရောက်ရှိနေပြီဖြစ်ပါတယ်။ ။ဇေယနောင်ကလည်းပေးရွားတွေကိုဖြန့်ခင်းပြီးရဲ့နောက်မှာတော့အရင်ဦးဆုံးမိခါပညာတရားမဲ့ဇကဝတ်ကိုဖော်လို့ရခဲ့ပြီ။ဒါပေမဲ့ဇကဝတ်ဖော်တဲ့နည်းကခက်ခဲနံနေတာမို့ပထမတစ်ချောင်းကိုပဲအထိပ္ပယ်ဖော်နိုင်ခဲ့တယ်။အဲ့ဒီစာကြောင်းကဘာလဲဟင်ဇေယနောင်။အင်းလေအင်းကြေးလေချင်းနဲ့မိခါကလည်းမျက်မှောင်ကျုပ်လိုက်ပြီးတော့အဲ့ဒီအင်းလေအင်းကြေးလေချင်းဆိုတာကဘာလဲဟင်ဇေယနောင်။ငါလည်းအခုဒီစဉ်းစားနေတော့မယ်မိခါကြီးခေါင်းဆောင်ကြီးကဘာကိုစိုးလို့ခြင်းမန်းကိုမသိသေးဘူး စိတ်တလုံးကလည်းတွေးလိုက်ရင်းနဲ့ဒါကတိုက်စာတစ်ခုဖြစ်မယ်ဆရာနော်အင်းကြီးလေးအေးမှာဂျင်းကြီးလေးချင်းတူးပြီးတော့တိုက်တစ်ခုကိုရှားပါများလားခမရကတော့လုတ်ပြီးစိတ်တလုံးရဘယ်အင်းကိုသွားပြီးတော့ဘယ်နားမှာကျင်းသွားတူးရမယ်ဆိုတာခမရကသိလို့လားဆရာနောင်ကလည်းပြောလိုက်တာမို့စိတ်တလုံးကလည်းခေါင်းခါပြလိုက်ပါတယ်ဆရာကိုင်းကလည်းအလေးနဲ့တွေးတော့နေရကိုတွေးလိုက်တာမို့ခမရကတော့ဘာတွေတွေးနေရလဲဆရာကိုင်းကျွန်တော်ကတော့ဒီလိုတွေးတယ်ဗျအေးလေးအင်းဆိုတိုင်း ရေတွေရှိတဲ့အင်းကိုပဲစဉ်းစားလို့မရဘူးလေဗျာ။သူဆိုလိုချင်တဲ့အင်းဆိုတာကအကွက်လေးဆွဲလို့ရတဲ့အင်းကိုဆိုလိုတာလည်းဖြစ်ချင်ဖြစ်မှာပေါ့။အေးလေးအင်းလို့ပြောပုံထောက်ရင်တော့စာတာဘာဝါဆိုတဲ့အေးလေးကူကို ပြောချင်တာများလား။ဆရာတော်ကလည်းခေါင်းခါလိုက်ကဆရာကိုင်ပြောတာလည်းမဟုတ်တော့သေးဘူးဗျ။အဲ့ဒီခါမှာတော့တော့ဘွားရှင်ကလည်းကျင်းဆိုတာကအောက်လန်းဆရာတွေကြည်ကြံရတဲ့ကျင့်စဉ်ကိုပြောတာမဟုတ်လား။တုတ်တန်ထဲမှာကျင်းကြီးတူးပြီးတော့လေပင်အထီမြုပ်ထားပြီးတော့အစီရေမန်တန်တွေရုတ်ဖက်ရတယ်လို့ စာထဲမှာဖတ်ဖူးတဲ့ဆရာနောင်အဖေါ်ရှင်ပြောတာကိုကျုပ်လည်းတွေးမိပါတယ်ဒါပေမဲ့ဒါကလည်းရေးရရပြောလို့မရသေးဘူးဗျမမကြီးကလည်းတပြင်းတစ်ချက်ချရင်းနဲ့အင်းနေကျင်းတွေဆိုတာရွှေဟင်းသာခိုင်းရဲ့ပညာတွေပါမဟုတ်တာအကူကြီးကဘာဖြစ်လို့ဒီလိုရေးခဲ့တာပါလိမ့်အားလုံးစဉ်းစားနေကြတဲ့အချိန်မှာပဲအဖေါ်ကြီးကလည်းခေါင်းတစ်စက်စက်ညှိရင်းနဲ့ငါကြားဘူးတာတခုတော့ရှိတယ်ငနောင်ရဲ့အမေကဘာတွေကြားဘူးထားလို့လဲအင်းလေအင်းကျင်းလေးချင်းဆိုတာဟိုးအရင်ရွှေဟင်းသာခိုင်းက ခိုင်းချုပ်ကြီးတွေပြောတာကိုကြားပုခဲ့တာပါဆရာနောင်တို့ကလည်းအားတည့်သွားပြီးတော့ဒါဆိုရင်လည်းပြောပါမေးအင်းလေးအင်းဆိုတာကဘကိုးနယ်မှာအင်းနံမဲနဲ့စတဲ့ရွာလေးရွာရှိတယ်အဲ့ဒီအင်းလေးရွာကဝမ်ဘဲအင်းဘူးလဲအင်းညောင်အင်းစက်အင်းဆိုတဲ့အင်းရွာလေးရွာပဲအဲ့ဒီအင်းလေးရွာဆိုတာဟိုရှိပဝေကတိကလေးကလောကီဆရာတွေလောကီအတက်ပညာရှင်တွေနေခဲ့ကြတဲ့ရွာပဲဒါဆိုရင်ကြည်လေးချင်းဆိုတာကရောရင်အမေး ကျင်းဆိုတာကလောကီပညာရဲ့တစ်ခုပဲငါသားပညာရဲ့တွေရဲ့အခေါ်အဝေါ်အရေးအတွက်တွေပဲငါသားဥပမာစာအုပ်တအုပ်ဆိုရင်တအုပ်လို့ခေါ်သလိုဒုတ်ဆိုရင်လည်းတချောင်းလို့ခေါ်ကြတယ်မဟုတ်လားအဲ့လိုပဲအဲ့ဒီပညာရဲ့တွေကိုတကျင်းလို့ခေါ်ကြတယ်ခုနကမဖွားရှင်ပြောတာကလည်းမှန်တော့မှန်ပြီပဲကျင်းဆိုတာကမြေကြီးတူးတဲ့ကျင်းကိုပြောတာမဟုတ်ပဲနဲ့အခုနကပညာရဲ့တစ်ခုကိုပြောချင်တာပဲဖြစ်မယ်ဒါဆိုအမေဆိုလိုချင်တဲ့သဘောက အဲ့ဒီရွာလေးရွာမှာပညာရဲ့လေးခုရှိနေတယ်ဆိုတဲ့အထိပ္ပယ်များလားစိတ်စိတ်တွေးတော့ရေးရေးပေါ်တဲ့ငါသားရဲ့အဲ့ဒီရွာလေးရွာအကြောင်းကိုငါသားသိတယ်မဟုတ်လားဆရာနောင်ကလည်းကောင်းကြည့်လိုက်ကသိပြီအမေဒါဆိုရင်တော့ဆရာကြီး၄ယောက်နဲ့သွားပတ်သက်မယ်လို့ထင်တယ်ဘကိုးမြို့မှာဆရာကြီး၄ယောက်ဆိုတာတခါကရှိခဲ့ဘူးတယ်ဝမ်ဘဲအင်းမှာဆရာကြီးဦးဆန်ပါဆိုတာရှိတယ်ဘူးလယ်အင်းမှာတော့ဆရာကြီးဦးဆန်ပေါ်တဲ့ညောင်အင်းမှာကျတော့ဆရာကြီးဦးဆန်သားတဲ့ နောက်ဆုံးဆက်အင်းမှာကြတော့ဆရာကြီးဦးဆန်သိန်းနဲ့ဗျဆရာကြီးရဲ့နာမည်ကလည်းခက်စင်စင်ပါလာရင်ဆရာနောင်သူတို့အားလုံးကညီကိုအရင်တွေပဲမိခါရဲ့ဒါပေမဲ့တယောက်ကိုပညာရက်တစ်ခုစီထူးချွန်ကြပြီးတော့ညီကို၄ယောက်လုံးကအချင်းချင်းပညာပြိုင်ရာကနေမသိမြတ်ကြတော့ဘဲနဲ့အကွဲအကွဲဖြစ်ကုန်နေဆိုပဲဒါဆိုဂိုင်းချုပ်ကြီးဆိုလိုချင်တဲ့သဘောကအဲ့ဒီဆရာကြီး၄ယောက်စီကနေပညာရက်၄မျိုးကိုတင်ယူရမယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ရမယ်မမကြီးကလည်းခေါင်းညိတ်လိုက်ကဟုတ်လောက်မယ်ဆရာနော် ဒါဆိုမိခါလောက်ရမှာကအဲ့ဒီရွာတွေကိုသွားပြီးတော့ဆရာကြီးတွေစီကနေပညာရက်၄မျိုးကိုသင်ယူဖို့ပဲဒါပေမဲ့အဲ့ဒီဆရာကြီးတွေက သင်ပေးပါမလားဒီအတိုင်းတော့ဘယ်လက်ခံပါမလဲဒါပေမဲ့သူတို့ကိုနှီးမျိုးစုံနဲ့ချင်းကပ်ကြည့်ရမှာပေါ့မိခါကောင်းပါပြီဆရာနောင်ဒီတစ်ခေါက်တော့စိတ်တလုံးပဲမိခါနဲ့လိုက်သွားရမယ်မောင်တီဟာကိုငါခိုင်းစရာရှိသေးတယ်စိတ်တလုံးနဲ့မောင်တီဟာကလည်းခေါင်းညှိလိုက်ပါတယ်အစည်းအဝေးပြီးရဲ့အခါမှာတော့မိခါနဲ့မမကြီးတို့တွေ့ဆုံပါတယ် ရွှေလက်ကောက်နှစ်ကွင်းတော့ပျောက်သွားပြီမမကြီး။ဘာပဲဖြစ်ဖြစ်ပါမိဘေးကင်းဖို့ကအရေးကြီးပါတယ်မိခါ။ငါလည်းမေးနေလိုက်တာ။မင်းကိုရွှေလက်ကောက်တွေတုံးရတဲ့နီလန်ကိုမပြောပြရသေးဘူးပဲ။မမကြီးကလည်းရွှေလက်ကောက်လေးကွင်းကိုဖြုတ်ယူလိုက်ပြီးတော့လေးပေါ်ကိုပြစ်တင်လိုက်ပါတယ်။ရွှေလက်ကောက်တွေကလည်းမိုးပေါ်မှာပြန်တန်းနေပါတယ်။စက်ကြာလက်ကောက်ဆိုတာအချင်းချင်းလှက်ပတ်ထိန်းကျောင်းနိုင်တဲ့လက်နဲ့တစ်မျိုးပဲမိခါ။သူ့ကိုအဟိမ့်မန်းနဲ့အုပ်ရွတ်ဖက်ပြီးတော့ကိုလိုရာအတိုင်းလှက်ပတ်ခိုင်းလို့ရတယ်။ မမကြီးကလည်းမိခါကိုအဝေမန်တန်လို့ခေါ်တဲ့မန်တန်တပုတ်ကိုတင် जा ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့လက်ညိုးတစ်ချောင်းထောင်ပြီးတော့အဝေမန်တန်ကိုရွတ်ဆိုလိုက်တဲ့အခါမှာတော့လေးပေါ်မှာပြန်နေတဲ့ရွှေလက်ကောက်လေးကွင်းကလည်းမမကြီးရဲ့လက်ညိုးအနီမှာလှည့်ပတ်ပြန်တန်းနေပါတယ်။အဝေမန်တန်ကိုရွတ်ပြီးတော့ဒီလက်ကောက်လေးကွင်းကိုကိုယ့်ရဲ့လက်ညိုးစီကိုလှမ်းခေါ်လို့ရတယ်မိခါရဲ့။အဲဒီနောက်မှာတော့မမကြီးကလည်းအထွတ်မန်တန်လို့ခေါ်တဲ့မန်တန်တစ်ခုကိုရွတ်ဖက်ပြန်ပါတယ်။အဲဒီမန်တန်ကိုရွတ်ဖက်လိုက်တဲ့အခါမှာတော့ရွှေလက်ကောက်တွေကမမကြီးရဲ့ကိုယ်ခန္ဓာအနီမှာ ခြေသုံးလမ်းခန့်အကွာကနေလက်ပတ်ပြန်တန်းနေပါတယ်။အဝင်မန်တန်ကိုယူပြီးတော့ကိုစီကိုပြန်ခေါ်လို့ရတယ်လို့အထွတ်မန်တန်ကိုယူပြီးတော့တခြားကိုလည်းပြစ်လို့လိုက်လို့ရတယ်မိခါ။ကဲမင်းစမ်းသပ်ကြည့်လိုက်ပါဦး။မိခါကလည်းအဝင်မန်တန်ကိုယူဖတ်လိုက်တဲ့အခါမှာတော့လက်ကောက်လေးခွင်းကလည်းမိခါထံကိုပြေးဝင်လာပြီးတော့လက်ညိုးအနီးမှာပြန်တန်းနေပါတယ်။အထွတ်မှန်တဲ့ကိုနောက်တစ်ချိန်ယူလိုက်တဲ့အခါမှာတော့ရွှေလက်ကောက်တွေကလည်းပုံမှုဝေးကွာတဲ့အရက်ကနေလက်ပတ်ပြန်တန်းနေပါတယ် ီခါကလည်းအဝင်မန်တန်ကိုရွတ်ဆိုပြီးတော့ရွှေလက်ကောက်တွေကိုခေါ်ယူလိုက်အထွတ်မန်တန်ကိုရွတ်ဆိုပြီးတော့လက်ကောက်တွေကိုပြန်ခွာထုတ်လိုက်နဲ့စော်ကစားနေပါတယ်အထွတ်မန်တန်ကိုအကျိန်များစွာယူလိုက်တဲ့အခါမှာတော့ရွှေလက်ကောက်တွေကတစ်သားအိမ်နေရန်ကိုထိမိပြီးတော့တဝုံဝုံနဲ့ထိုးပေါက်ဝင်ရောက်သွားပြီးတစ်ဖက်ကနေပြန်လဲပြီးတော့ဖောက်ထွေးထွက်လာပါတယ်မမကြီးကလည်းလက်ကောက်တွေကိုပြန်သိမ်းလိုက်ပြီးတော့မိခါရဲ့လက်မှာပြန်ပေးလိုက်ပါတယ်ဒီလက်ကောက်တွေကကြီးစံတွေနဲ့တူတယ်မိခါလူဖြစ်ဖြစ်တတ္တဝါတကောင်ပဲဖြစ်ဖြစ် ထိသွားမှသာပြောက်ွယ်ပျက်စီးသွားနိုင်တယ်။တခြားအရာတွေနဲ့ထိရင်တော့ပျက်စီးမှာမဟုတ်ဘူး။မမကြီးကလည်းရွှေလက်ကောက်၄ကွင်းအပြင်နောက်ထပ်ရွှေလက်ကောက်၂ကွင်းပေါ်ပါထပ်မံဝင်ဆင်ပေးလိုက်ပါတယ်။မြမြဝတ်ထားလို့မရဘူးလားဟင်မမကြီးရဲ့။၆ကွင်းလောက်ကထိလို့အကောင်းဆုံးပဲမိခါ။မဟုတ်ရင်တော့မင်းထိချုပ်ရခက်ခဲသွားလိမ့်မယ်။မိခါကလည်းကောင်းကြည့်လိုက်ပါတယ်။နောက်တနေ့မနေ့ရောက်တာနဲ့ဝမ်ဘဲအင်းစီကိုထွက်လာခဲ့ပါတယ်။ဝမ်ဘဲအင်းမှာတော့ဘကိုးမြို့ရဲ့မြောက်စုစုအရက်မှာတည်ရှိနေတဲ့ရွာကလေးဖြစ်ပါတယ်။ ရန်ကုန်မန္တလေးကားလမ်းမကြီးနဲ့ရထားလမ်းမကြီးတို့ကလည်းအဲ့ဒီရွာကလေးကိုဖျက်ဆီးသွားပါတယ်။ဝမ်ဘဲအင်းရွာကလေးရဲ့အရှိဘက်မှာတော့လေကွင်းရာကင်းနေတဲ့အေးရည်ပင်ကြီးတွေရှိပြီးတော့ရွာနောက်ဘက်မှာတော့တစ်ပင်တစ်တောတွေကထူးထပ်ပြီးဒေးစုံပါတောင်နဲ့တောင်တွေကိုလှမ်းမြင်တွေ့ပါတယ်။ရွာရဲ့အရှိဘက်ပိုင်းမှာတော့လူတွေထူထပ်ပြီးတော့ရွာနောက်ဘက်ပိုင်းမှာတော့လူတွေကျဲပါပါတယ်။မိခါတို့ကလည်းဝမ်ဘဲအင်းကျေးရွာရဲ့အရှိဘက်ခြံကိုလမ်းလျှောက်လာခဲ့ပါတယ်။ရွာကလေးကတော့အေးအေးကျဲကျဲပင်ဖြစ်ပါတယ်။ လူစိမ်းတွေဝင်ရောက်လာတာမို့လို့ရွာသူရွာသားတွေကလည်းမိခါတို့ကိုငေးကြည့်နေပါတယ်။အိမ်ရှိမှာတော့တဲ့ရွက်ချောက်တွေကိုမီးရှို့နေတဲ့လူတအူးကိုတွေ့လိုက်တဲ့အခါမှာတော့မိခါကလည်းဒီရွာမှာဥဆန်ပါဆိုတဲ့လူကြီးတယောက်ရှိသလားမသိဘူး။အမိုက်လဲချင်းနေသူကလည်းအတန်ငယ်စဉ်းစားလိုက်ပြီးတော့ခေါင်းခါလိုက်ပါတယ်။ရှင်သူ့ကို မသိလို့နေမှာပါ။ဒီမမင်းကလေးငါဝမ်းပဲအိမ်မှာနေတာနှစ်30ကျော်ပြီ။မင်းပြောတဲ့ဥဆန်ပါဆိုတဲ့လူကိုတခါမှမကြားဘူးသလိုမြင်လဲမမြင်ဘူးဘူးကွာ။ မင်းတို့ရွာမွာလာတာနဲ့တူတယ်။မဟုတ်ပါဘူးရှင်။ဝမ်ဘဲအိမ်မှာဦးဆန်ပါဆိုတဲ့လူကြီးတူရှိတယ်ဆိုတာအတိအကျတိခဲ့ရလို့လာခဲ့တာပါ။တခုတော့ရှိတယ်မင်းကလေးရ။ရွာမှာကရွာနာမည်တွေပဲသိကြတာများတယ်။မင်းပြောတဲ့လူနဲ့ငါတို့ခေါ်တဲ့လူကမကိုက်မိတာလဲဖြစ်ချင်ဖြစ်မှာကွ။ဒီလိုလုပ်ပါလား။တကြီးကိုသွားမေးကြည့်လိုက်။တကြီးကတော့ရှေးမီနောက်မီလဲဖြစ်တယ်။တရွာလုံးကအကြောင်းတွေကိုလည်းနှံ့ဆက်တယ်ဆိုတော့သူသိမှအမှန်ပဲ။ကျေးဇူးပါရှင်။တကြီးရဲ့အိမ်ကိုလမ်းညွှန်ပေးလို့ရမလား။ အဲ့ဒီလူကြီးကလည်းလမ်းညွန်ပေးလိုက်တဲ့အတိုင်းထွက်လာခဲ့တဲ့အခါမှာတော့မကြခင်ရှေးတန်းကြီးအိမ်ကြီးတစ်ခုရှိကိုရောက်လာပါတယ်အိမ်ထဲကိုဝင်လိုက်တဲ့အခါမှာတော့အသက်60 90အရွယ်ကန်းရှိတဲ့အဖိုးကြီးတူထိုင်နေရကိုတွေ့ပါတယ်အဖိုးတကြီးနဲ့တွေ့ကြည့်လို့ပါတကြီးကအဖိုးပါပဲကွယ်မိကားတို့ကလည်းတကြီးနီးမှာထိုင်လိုက်ပါတယ်တကြီးအဖိုးကြီးကလည်းကိုအိတ်တစ်ခုအတွင်းကနေကိုသိစိတ်ကလေးတွေကိုနှိုက်ယူပြီးတော့ပါဇက်ထဲမှာထည့်ပြီးတမြုပ်မြုပ်လုပ်နေပါတယ် မင်းတို့ကဘာကိစ္စရှိလို့လဲကွဒီရွာကဥဆန်ပါဆိုတဲ့လူကြီးနဲ့တွေ့ချင်လို့လာခဲ့တာပါတကြီးအိုးကလည်းမျက်မှောင်တစ်ချက်ကျုပ်လိုက်ပြီးတော့ဥဆန်ပါတယ်လားတကြီးတိတယ်မဟုတ်လားယင်တိတော့တိပါတယ်ကွဒါနဲ့မင်းတို့ကဥဆန်ပါကိုဘာဖြစ်လို့တွေ့ချင်ကြတာလဲသူ့စီကနေတိချင်တာလေးနည်းနည်းရှိနေလို့ပါတကြီးကသူ့အိမ်ကိုတိတယ်ဆိုရင်ကျမတို့ကိုလမ်းညွှန်ပေးပါမင်းတို့လာတာနေရာတော့မှန်တယ်ကွဒါပေမဲ့ဥဆန်ပါရှိတဲ့နေရာကိုငါလိုက်မပြနိုင်ဘူး။ဘာဖြစ်လို့များလဲတကြီးရဲ့ ။ဥဆန်ပါဆိုတာမောဆရာကြီးတယောက်ပဲ။သူကဝမ်းပဲအင်းရဲ့အနောက်ဘက်တောဆန်နာကအိမ်ပြောက်ကြီးမှာနေတယ်ကွ။မိခကလည်းအိမ်ပြောက်ကြီးဆိုတဲ့ဇကားကိုကြားလိုက်တဲ့အခါမှာတော့အိမ်ပြောက်ကြီးဆိုတာကဘာလဲဟင်တကြီးအဖိုး။နာမည်အတိုင်းပဲအိမ်ကြီးကပျောက်ပျောက်နေတတ်လို့အိမ်ပြောက်ကြီးလို့ခေါ်တာကွ။ဒီအိမ်ကြီးကတခါတလေဆိုရင်ပေါ်လာတတ်တယ်။ဒါပေမဲ့လည်းပြောက်နေတာများပါတယ်။လာပြေလာခွေညတွေလိုညတွေမှာပဲပေါ်လာတတ်တယ်။တာမန်နေခင်းပိုင်းသွားကြည့်ရင်အဲ့ဒီအိမ်ပြောက်ကြီးနေရာမှာဘာမှမရှိပဲနဲ့ ခြံကွက်အရာကြီးသာရှိနေတယ်ကွ။ရွာကလူတွေဆိုရင်ရွာနောက်ချမ်းမှာမနေဝတ်နဲ့ပြင်အဲ့ဒီအိမ်ပျောက်ကြီးရှိတဲ့ခြံကွက်ကြီးစီကိုလည်းနေကင်းကြောင်တော့ဘသူကမှမသွားရကြဘူးကွ။ဒါဆိုရင်သမီးတို့အဲ့ဒီနေရာကိုသွားကြည့်လိုက်ပါဦးမယ်။အေးကွ။အဖိုးကြုံတင်ပြီးတော့မှားမယ်နော်။အဲ့ဒီအိမ်ပျောက်ကြီးနေရာကိုသမီးတို့ခြေထောက်နဲ့သမီးတို့သွားကြတာနော်။ဖြစ်လာသမျှပြဿနာကိုအဖိုးတောင်းဝန်မယူဘူး။စိတ်ချပါတကြီးဖိုးကျမတို့သွားကြည့်လိုက်ပါမယ်။အေးအေး ရွာရဲ့အနောက်ဘက်ကသာတန်းတန်းသွားလိုက်။နွားကြောင်နေတဲ့ကလေးတွေကိုမေးလိုက်ရင်သူတို့ညှို့ပြပါလိမ့်မယ်။မိခါတို့ကလည်းရွာနောက်ပိုင်းကိုပြန်ထွက်လာခဲ့ပါတယ်။ယထာလမ်းမကြီးကိုကြော်ဖြတ်လိုက်တာနဲ့အင်ဂျီတွေကလည်းတိတိကျကျသားကိုကျဲပါသွားပါတယ်။အဲ့ဒီနေရာမှာတော့ခြံဝန်းကျဲကြီးတွေရှိပြီးတော့အုတ်ဆိုင်ဆိုင်ဖြစ်နေပါတယ်။ဝမ်ဘဲအင်းရွာမှာရှိတဲ့အင်ဂျီတွေကုံဆုံးသွားတဲ့အခါမှာတော့မြက်ခင်းပြင်ကြီးကိုမြင်တွေ့လိုက်ရပါတယ်။မြက်ခင်းပြင်ကြီးမှာတော့ကျွဲနွားတွေကိုလှုပ်ချောင်းထားတာကိုတွေ့ပါတယ်။ မိခါတို့ကလည်းကွင်းအတွင်းကိုဖျက်လာခဲ့တဲ့အခါမှာတော့ကျွဲချောင်းသားတွေတယောက်ကမိခါတို့ထံကိုပြေးလာပါလေခမရတို့ဘာသာလုပ်ကြရလဲစိတ်တလုံးကလည်းအတော်ပဲကောင်းလေမင်းအိပ်ပျောက်ကြီးကိုသိသလားသိတာပေါ့ဗျာဒါနဲ့ခမရတို့ကအိပ်ပျောက်ကြီးကိုဘာသာလုပ်ကြမလို့လဲစိတ်တလုံးနဲ့မိခါတို့ကလည်းတယောက်မျက်နှာတယောက်ကြည့်လိုက်ပါတယ်ကျွဲချောင်းသားလေးကလည်းမိခါတို့ကိုကြည့်လိုက်ပြီးတော့ဟုတ်ပြီခမရတို့ကြည့်ရတာတိုက်စရာနေတူတယ်ခမရတို့အိမ်ပျောက်ကြီးကိုလေးလာဖို့လာခဲ့ကြတာမဟုတ်လား မိခရတယ်ကောင်းကြီးပြလိုက်ပါတယ်။ထင်းတော့ထင်းသားပဲဗျ။ကောင်းပြီလေ။ကျုပ်ခမရတို့ကိုလမ်းပြပေးပဲ။ဒါပေမဲ့ခမရတို့ကျုပ်ကိုဘလောက်ပေးမှလဲ။မိကလာလာကြည့်သေးကွ။ဘလောက်လိုချင်လို့လဲ။ခမရတို့တိုက်တူးလို့ရရင်ကျုပ်ကဝေးစုတပုံလိုချင်တယ်ဗျ။မိကအလကားလိုချင်နေရပဲကွ။အလကားတော့မလိုချင်ပါဘူးဗျာ။ဒီလိုလုပ်ဗျာ။အဲ့ဒီအိပ်ပျောက်ကြီးရှိတဲ့နေရာကိုကျုပ်ကလိုက်ပြပေးမယ်။ခမရတို့ကျုပ်ကိုခိုင်းစရာရှိရင်လည်းခိုင်းကြပါဗျာ။တောစမ်းမှာဟဲ့ကောင်လေးရာငါတို့လာမရှုံနဲ့။တို့ကိုအိပ်ပျောက်ကြီးဘယ်မှာရှိသလဲဆိုတော့ဒါပြစမ်းမှာ။ စိတ်တလုံးကလည်းပြောလိုက်တဲ့အခါမှာတော့ကျဲချောင်းသားလေးကလည်းလက်ပလိုက်ရင်းနဲ့ဘာလို့ပြောရမှာလဲဗျခမရတို့ဘာသာရှာကြပေါ့ဝီခကလည်းတော်တန်းလေးကိုကြည့်လိုက်ပါလေတစ်ပင်နေထူထပ်နေရမလို့အေးပြောက်ကြီးကဘယ်နေရာမှာရှိတယ်ဆိုတာကိုခံမဲလို့မရနိုင်ပြီကဲပါဦးကြီးစိတ်တလုံးရဲ့သူ့ကိုလမ်းပြခိုင်းရင်လည်းပြခိုင်းလိုက်စမ်းပါဒီကောင်လေးကဝေစုတွေပါတောင်းနေတာဟာမိခါရမိခါကလည်းစိတ်တလုံးကိုကြည့်ပြီးတော့ခေါင်းညှိပြလိုက်ပါတယ်ကျွဲချောင်းသားလေးကလည်းရီမောလိုက်ပြီးတော့ ဒီကကလေးမနဲ့ပြောမှာပဲအဆင်ပြေတော့တယ်ခမရတော်တော်ကောင်းပါတယ်လူပဲဗျကဲပါအပေါ်ပြောမနေနဲ့အိမ်ပျောက်ကြီးပဲမလဲဆိုတော့ဒါလမ်းပြပြီးတော့ကျဲချောင်းသားလေးကလည်းအရှိကနေထွက်သွားတာမို့မိခါလည်းနောက်ကနေတိုက်လာခဲ့ပါတယ်ခမရတို့ကြုံအောင်လိုက်လာရင်ကြုံသွားတဲ့လမ်းအတိုင်းကိုတေချာလိုက်ရမယ်နော်ကြုံနေတဲ့ခြေလမ်းအတိုင်းတေချာလိုက်နေရမယ်နော်နေပါဦးခုနကရှင်ပြောတော့အိမ်ပျောက်ကြီးကတိုက်ကြီးဆိုတာတကယ်ပဲလားတကယ်ပေါ့ဗျအရင်ကဆိုရင်လည်းတိုက်စရာတွေခိုင်းစရာတွေကခဏခဏလာရှာကြတယ် သူတို့ကဘာတိုက်တွေလာတူးကြတာလဲကွကျုပ်တော့သေးစိတ်ပဲသိပါဦးလေသူတို့ပြောတာတော့ပညာရဲ့တခုကိုမြုပ်နှံထားတယ်ဆိုလားနောက်ပြီးတော့ယေသနာယူလည်းမြုပ်နှံထားတယ်ဆိုလားပဲဗျပြောတော့ပြောပါလေပညာရဲ့ဆိုတဲ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့မိခါရဲ့မျက်လုံးတွေကလည်းအယောင်လက်သွားပါလေကွင်းပြည်ကြီးကိုဖျက်လျှောက်လာပြီးရဲ့နောက်မှာတော့တစ်ပင်ကလေးတွေပေါက်ရောက်နေတဲ့ခင်တန်းကလေးတခုအတွင်းကိုဝင်ရောက်လာခဲ့ပါတယ်ခင်တန်းကလေးအတွင်းမှာတော့တင်းကြီးပင်တွေဇောင်ရှားပင်တွေနဲ့ဒီပင်စားပင်တွေအများပြားရှိနေပါတယ် ။ဇောင်းချပင်တွေမှာတော့ဇောင်းချသီးတွေကလည်းပြုတ်သိပ်ခဲနေပါသေး။ရှောက်ပင်တွေကလည်းရှောက်သီးတွေများစွာတီးနေပါသေး။စိတ်တလုံးကလည်းအဲ့ဒီပင်တွေကိုကြည့်နေရင်းနဲ့ဟာဒီတော့ကတီးပင်စားပင်တွေကြည့်ပါပဲလားကွ။မင်းတို့တွေခူးမစားကြဘူးလား။ခူးစားလို့ကိုမနိုင်ဘူးဦးလေးရ။ပြီးတော့ယောဂလူတွေကလည်းဒီတော်ရန်နဲ့ကိုဘသူကမှလာရဲတာမှမဟုတ်တာ။ဘာဖြစ်လို့လဲကွ။ဒီတော်ရန်ကတစ်ချိန်လုံးကတီးပင်စားပင်တွေစိုက်တဲ့ဥယျာဉ်ခြံတွေပဲဗျ။ဒါပေမဲ့အေးပြောင်ကြီးက၆လန်လုံးလို့ ဒီဥယျာဉ်ချပိုင်းရှင်တွေကခြံတွေကိုစွန့်ပစ်ပြီးတော့ပြေးကုန်တာပဲဗျာမင်းပြောတာနဲ့ငါတော့ကြောက်ချင်တာပြီးကွာတကယ်ပြောတာဗျဒီတော့တဲ့ကိုကြောက်ကလွဲတို့တခြားသူတိတ်မွေးရဲဘူးဗျတန်းနမေးကမကြောက်ဘူးလားကွာမကြောက်ပါဘူးဗျာလာလာဟိုရှေ့မှာရောက်တော့မယ်တော်တဲ့လေးကိုဖျက်ပြီးရဲခါမှာတော့မြေပြင်တစ်ခုကိုရောက်သွားပါတယ်အဲ့ဒီမြေလေမှာတော့တစ်ပင်တွေညင်းညာစွာပေါက်ရောက်နေတဲ့ခြံကြီးတစ်ခြံရှိပါတယ်။ခြံအတွင်းမှာတော့တစ်ပင်တွေကခြံကြီးကိုစီယိုခတ်ထားတဲ့အလားစီတန်းပြီးပေါက်ရောက်နေကြပါတယ်။အဲ့ဒါဘောဗျအိပ်ပျောက်ကြီးဆိုတာ မိခါတို့ကလည်းအဝေးကနေပဲအကဲခတ်ကြည့်လိုက်ပါလေ။အိတ်လည်းမတွေ့ပါလားကွ။ဒီအင်ကြီးကညဘက်မှာပေါ်တာဗျ။ညဘက်တောင်မှာပဲညတိုင်းမပေါ်ဘူးနော်။သူပေါ်ခြင်းနဲ့အခါမှပေါ်တာ။အင်ကြီးကတစ်သားနှစ်ထပ်အင်ကြီးပဲဗျ။အကြီးကြီးပဲ။ခြံလေတဲ့တဲ့လောက်မှရှိရဲဗျ။ပရင်းပေါက်တွေကလည်းမိထိတ်ထိတ်လေးလို့ဗျ။စိတ်တလုံးကလည်းပြုံးလိုက်ကာ။အောင်မေမင်းကငါတို့လာဖြီးနေပြန်ပြီ။အဲ့ဒီအင်ကြီးကိုမင်းကမြင်ဘူးလို့လားကွ။မြင်ဘူးတာပေါ့ဗျာ။တခါတာကျွဲတဲ့ကောင်ပြောက်လို့လိုက်ရှာရင်းနဲ့ဒီဘက်ကိုရောက်လာခဲ့တာမိုးကလည်းအတော်ချုပ်နေပြီပေါ့ ကျုပ်ကျဲကအဲ့ဒီခြံကြီးတဲ့ကိုရောက်နေခဲ့တာပြုတ်။ဒါနဲ့ကျွဲကိုသွားပြီးတော့ဆွဲခေါ်တဲ့အချိန်ငါတွေကတကြီကြီးနဲ့អော်ကြတယ်ဗျ။နောက်တော့ကျုပ်ရှိမှပဲအိမ်ကြီးကဘွားခနဲ့ပေါ်လာခဲ့တာပဲဗျာ။ကျုပ်ကအစတော့ကြောင်ပြီးတော့ကြည်နေမိတာ။အိမ်ထဲမှာလူတန်းတွေစကားပြောတန်းတွေကြားနေရတယ်ဗျ။နောက်တော့မှသတိဝင်လာပြီးတော့အမြန်ပြေးထွက်ခဲ့ရပဲ။စမ်းတော့အစမ်းသားပဲမိခါ။ငါတို့ဘယ်လိုလုပ်ကြမလဲ။ကျမတို့လည်းရောက်တော့ရောက်ခိုက်ခြံကြီးရဲ့ဝင်ကြည့်ကြရအောင်လေ။အေးကောင်းတယ်။ဒီအိမ်ကြီးဘွားခနဲ့ပေါ်လာပါစေလို့ဆုတောင်းရတာပဲဟဲ့။ဟဲ့တူ ်ခမရတို့တကယ်ပြောနေကြရလားတကယ်ပေါ့ကွာငါတို့ကဒီအင်ကြီးကိုမကြောက်ပါဘူးကွာမင်းကြောက်တယ်ဆိုရင်ဒီမှာနေခဲ့ဟာဗျာကြောက်လေလိုက်မှာပေါ့ဗျမိခါတို့သုံးသားလည်းခြံကြီးစီကိုလှမ်းလာခဲ့ပါတယ်ခြံကြီးတို့တစ်ဖွဲပေါက်ရောက်နေကြတဲ့တစ်ပင်တွေကလည်းအလူညင်ညာလုံးကပေရန်နဲ့တိုင်းပြီးတော့စိုက်ပြိုးထားသလိုပဲဖြောင့်တန်းနေကြပါတယ်တစ်ပင်တွေရဲ့အကြားကနေတိုးဝှေ့ကခြံအတွင်းကိုဝင်လာခဲ့ပါတယ်ခြံကြီးအတွင်းကိုဝင်လိုက်တာနဲ့စောင်းလေညာကဲသူအလွန်အေးစိတ်နေအောင်ခံစားရပါတယ်ခြံလေတက်တက်မှာတော့ မြေတည့်အပေမှာမရှိဘဲနဲ့မြေလူကြီးဖြစ်နေပါတယ်။စိတ်တလုံးကလည်းမြေသားတွေကိုကင်ကြည့်ပြီးတော့မြေကြီးအောက်မှာများအင်ကြီးကိုဖွက်ထားများလား။မိကားကလည်းအင်ညာကြီးကိုလှည့်ပတ်ကြည့်ရှုလိုက်ပါတယ်။ကျဲချောင်းသားလေးကလည်းဟိုဟိုဒီဒီလှည့်ပတ်ကြည့်ရှုနေပါတယ်။တွေ့လားကျုပ်ပြောပါတယ်ဘာမှမရှိပါဘူးလို့စိတ်တလုံးကလည်းလက်မှန်ချလိုက်ကမိကားထံကိုပြေးလာပါတယ်။မိကားဘာထူးသေးလဲ။ဘာမှတော့မထူးပေမဲ့စိတ်ထဲမှာတော့မော့ဆွမ်းအိမ်လေးရှိနေတယ်လို့ခန်းစားမိတဲ့ဦးကြီးစိတ်တလုံးရဲ့ ငါထင်တာကတော့ဥဆန်ပါဆိုတဲ့လူကြီးကတူတူဝဝနေတဲ့လူကြီးပဲဖြစ်ရမယ်။ဒါကြောင့်သူ့အိမ်ကိုဖျောက်ထားတာဖြစ်မှာပေါ့။စေတလုံးကပြောလိုက်တဲ့အခါမှာတော့ကြွေးချောင်းသားလေးကလည်းထိတ်လန့်သွားပါတယ်။ဥလေးတို့ရာဒီချန်နေရမှာဥဆန်ပါဆိုတဲ့နာမည်ကိုပြောရဦးဗျ။ပြောတော့ဘာဖြစ်လို့လဲ။အဲ့ဒီနာမည်ပြောလိုက်ရင်ကျမဆိုးတွေဝင်တက်တယ်၊ဒေတက်တယ်ဆိုပဲဗျ။မင်းကလည်းကွာမဟုတ်တာလေကြောက်နေစမ်းပါနဲ့ကွာ။ငါတယောက်လုံးရှိပါလေ။ အဲ့ဒီချိန်မှာတော့ကြောက်ခဲတလုံးကလည်းတဝီဝီနဲ့ပြန်တန်းလာပါတယ်။စိတ်တလုံးကလည်းအဲ့ဒီကြောက်တော့ကိုမြင်လိုက်ရတာမို့မိခါကိုလှမ်းတွန်းလိုက်တဲ့အခါမှာတော့မိခါမှမြေပြင်ပေါ်ကိုလဲကျသွားပါတယ်။ကုသီလုံးကရှိတဲ့ကြောက်တုံးကလည်းမိခါရဲ့နေရနေရကိုကြော်ဖြတ်သွားပြီးတော့မြေပြင်ပေါ်ကိုပုတ်ခွနဲ့ပြုတ်ကျသွားပါတယ်။မိခါသာလဲမသွားပါကအဲ့ဒီကြောက်တုံးကလည်းမိခါရဲ့ဥပေါင်းတက်တဲ့ကိုထိမှန်သွားမှအသေးချာပဲဖြစ်ပါတယ်။စိတ်တလုံးကလည်းပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်ရင်လည်းဘာတို့လဲငါတို့ဘာတို့ကလာစိန်ခေါ်တာလဲ ဲ့ဒီချိန်မှာတော့လက်သီးလုံးကရှိတဲ့ကြောက်တုံးကြီးတစ်လုံးကလည်းတစ်ပင်လေးကြားကနေပြန်ဝဲကထွက်ပေါ်လာပြန်ပါတယ်။စိတ်တစ်လုံးကလည်းမျက်လုံးကိုအုပ်ထားတဲ့သေရပြားကိုလက်နဲ့လှမ်းလိုက်ပြီးတော့အဲ့ဒီကြောက်တုံးကြီးကိုမျက်စိကအလင်းထဲတစ်ခုနဲ့ပြစ်ခွဲလိုက်ပါတယ်။ဝုံကလေးပောက်ကွဲသွားတဲ့အတန်ကြီးနဲ့တူကြောက်တုံးကြီးကလည်းဒီပေါ်မှာပဲအစိမ့်စိမ့်ပေါ်မှာကွဲချီသွားပါတယ်။ကြွေးကြောင်သားကလေးကလည်းအဲ့ဒီဖြစ်ကိုမြင်တဲ့အခါမှာတော့အလွန်အံ့အားသင့်သွားပါတယ်။အဲ့ဒီချိန်မှာပဲကြောက်တုံးတွေတစ်လုံးပြီးတော့ပြန်ထွက်လာပါတယ်။စေတလုံးကလည်းထွက်လာသည်ဗျကြောက်တုံးတွေကိုလေပေါ်မှာပဲတလုံးပြီးတလုံးပြစ်ခတ်ဖောက်ခွဲလိုက်ပါတယ် ကြောက်တုံးတွေကွဲကြည့်ကုန်တာမို့ကြာစင်းလာတဲ့ကြောက်မှုကြောက်စာတွေကလည်းတဝောဝောနဲ့ဖြစ်နေပါတယ်။ကျွဲကြောင်သားလေးကလည်းစိတ်တလုံးလှုပ်ကိုက်နေအောင်ကြည့်ပြီးတော့အာရုံဝမ်းသာဖြစ်နေပါတယ်။ဦးလေးကြီးကတော်တော်စွမ်းတာပဲဗျ။ဟာဦးလေးကြီးဟိုမှာတလုံးကျွဲကြောင်သားလေးညွန်ပြတဲ့အတိုင်းစိတ်တလုံးကလည်းလိုက်လံပြစ်ခတ်ဖြက်စီးပါတယ်။ဒါပေမဲ့လည်းမကြခင်ပါပဲ။လောက်စလုံးအွေလောက်ရှိတဲ့ကြောက်တုံးတွေကလည်းတစ်ပင်တွေကြားကနေမိုးရွာသလိုမျိုးတဝောဝောနဲ့ထွက်ပေါ်လာပါတယ်။စေတလုံးကလည်းကြောက်တုံးလေးတွေကိုတလုံးချင်းမဖြက်စီးနိုင်တော့မို့ကြောက်တုံးကလေးတွေကမိခါတို့ကိုထိမှန်ကုန်ပါတယ် ကြောက်သားလုံးတွေဖြစ်တာမို့လို့ထိတွေ့တဲ့အခါမှာတော့အလိုနာကျင်လာပါတယ်။အဲဒါကြောင့်မို့လို့မိခါနဲ့ကြွဲချောင်းသားလေးကလည်းခြံအတွင်းကနေပြေးထွက်လာပါတယ်။စိတ်တလုံးရဲ့ဥကောင်းကိုလည်းကြောက်တုံးတွေကတထောင်ထောင်နဲ့ထိမှန်တဲ့အခါမှာတော့စိတ်တလုံးလည်းမဟန်နိုင်တော့ဘဲနဲ့ခြံဝိုင်းအတွင်းကနေပြေးထွက်ခဲ့ပါတယ်။ခြံပြေကိုရောက်တဲ့အတိုင်းကြောက်ခဲတွေလိုက်လံထိမှန်နေစေဖြစ်ပါတယ်။ဝါရပြန်ခဲရောက်တဲ့အခါမှာသာကြောက်တုံးတွေဆက်ထွက်မလာတော့ပါဘူး။ထူတော့ထူစားသားကွ။ဒါနဲ့ဟိကောင်ကြီးမိဒီเจ้าတို့ဘာလို့မှမပြောရဘူးတော့ကွ။ စိတ်ချပါဗျာဒါနဲ့ဦးလေးတို့ကဘယ်နေ့တိုက်စတူမလဲမင်းကတော့တိုက်တူးဖို့ပဲပြောနေရပဲကွာဒီမှာအိမ်ကြီးကိုတော့ရှာမရပါဘူးဆိုနေမှကျမတို့ညဘက်မှာပြန်လာကြရင်ကောင်းမယ်ထင်တယ်စိတ်လုံးကလည်းမိခါရဲ့စကားကိုလက်ခံလိုက်ပါတယ်ကောင်းပြီလေဒါနဲ့ငါတို့ဘယ်မှာတဲကြမလဲတကြီးအိမ်ကိုတော့မတဲချင်ဘူးဒါဖြစ်ရင်ကျုပ်ရင်ကိုလိုက်ခဲ့ဗျာမင်းတကယ်ပြောနေရလားတကယ်ပါဗျကျုပ်ရင်ကဒီရထားလမ်းပေးမှာပဲရှိတာပါဒီနားနဲ့လည်းနှီးတာပေါ့မိခါတို့ကလည်းကြွဲချောင်းသားလေးရဲ့အိမ်မှာနေထိုင်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ် ညနေခင်းကိုရောက်တဲ့အခါမှာတော့ကျွဲချောင်းသားတွေကလည်းကျွဲတွေကိုတိတ်ပြီးတော့မိရထာလမ်းအတိုင်းကိုမောင်းသွင်းလာပါတယ်။မိရထာလမ်းပေးမှာတော့တစ်လုံးတွေကားရထားတဲ့ကျွဲကြံကြီးတစ်ချံရှိပြီးတော့ကျွဲအကောင်စိတ်ခန့်ရှိပါတယ်။ကျွဲချောင်းသားလေးကလည်းကျွဲတွေကိုခြံအတွေးကိုမောင်းသွင်းလိုက်ပြီးရဲ့နောက်မှာတော့ကျွဲချံပိုင်ရှင်နဲ့စကားပြောဆိုပြီးတော့ပြန်ထွက်လာပါတယ်။ကျွဲချံပိုင်ရှင်ကလည်းကျွဲချောင်းသားလေးကိုဆဲဆိုပြီးတောင်းလေးတောင်းကိုထုတ်ပေးလိုက်ပါတယ်။တောင်းတွေကိုကြည့်လိုက်တဲ့အခါမှာတော့ဇပလုံးတွေရောထွေးနေတဲ့စံကျန်းတွေကိုတွေ့ရပြန်ပါတယ်။ကဲကျုပ်ရင်ကိုလိုက်ခဲ့ပြု။ ရထားနဲ့တိုင်းဆက်လျှောက်လာရင်လည်းကွင်းဆက်တနေရာကိုရောက်တဲ့အခါမှာတော့တဲကုတ်လေးတစ်ခုကိုတွေ့ရပါတယ်။ကျွေးကြောင်သားလေးကလည်းတဲအတွင်းကိုဝင်လိုက်ရင်လည်းအမေကြုတ်ပြန်လာပြီဗျ။ဟောဒီမှာဆန်တွေယူလာခဲ့တယ်။အဲ့ဒီအခါမှာတော့မြင့်မမီမိမကြီးတယောက်ကတဲအတွင်းကနေထွက်လာပြီးတော့တောင်ကလေးကိုလှမ်းယူလိုက်ရင်လည်းဆန်တွေကများလာကြည်လားသားရဲ့သားကိုမပူတော့ဆဲဆိုနေတော့မှာပဲ။မြင့်မမီမိမကြီးကလည်းမိခါတို့ဘက်ကိုလှည့်ကြည့်လိုက်ကအော်လူစိမ့်တွေလည်းပါလာတာကိုသူတို့ကဘသူတွေလဲသား သူတို့ကတားရဲ့ဧည့်သည်တွေပါမေရဲ့တားတို့အိမ်မှာတဲမဲတဲ့တားရဲ့ဘာလို့အိမ်ကိုခေါ်လာခဲ့တာလဲအမေတို့မပြေဆုံးတော့တားလည်းသိရတာနဲ့ကျွေးချောင်းသားလေးရာလည်းခေါင်းကုပ်နေပါတယ်အဲ့ဒီခါမှာတော့မိခါကလည်းရပါတယ်တော့ကျမတို့တို့အဆင်ပြေပါတယ်ကျမတို့တညတော့အိပ်ပြီးထွက်သွားမှာပါမဟုတ်တာပဲရှင်တဲတာကရှင်တို့ကြိုက်သလောက်တဲနိုင်ပါတယ်ကျမတို့အိမ်ကမပြေဆုံးလို့အားနာနေတာပါစိတ်တလုံးကအနာကိုလာရတဲ့အခါမှာတော့မျက်မမြင်မိန်းမကြီးကနှာခေါင်းတရှုပ်ရှုပ်လှုပ်ရင်းနဲ့ ယောက်ျားသားလဲပါတာကိုရှင်လဲကျမလိုပါပဲလားဒါပေမဲ့ကျမကတော့ဇုံလုံးကန်းပေါ့အကန်းလိုပြောခံလိုက်ရတာမို့စိတ်တလုံးကလည်းဒေါသထွက်သွားပါလေတန်းနေနေစမ်းမအောင်ခမရကမျက်လုံးကန်းနေတာပြောတာကျုပ်တို့ပါလာတာကိုလည်းသိတယ်ကျုပ်မျက်စိတစ်ဖက်ကန်းနေရောလည်းသိနေပါလားခမရကတကယ်ကန်းတာမဟုတ်ရဲ့လားတကယ်ကန်းတာပါရှင်ဒါပေမဲ့ကျမကကန်းနေတာကြားပြီးမို့လို့ရှင်တို့ရဲ့အတန်းရှင်တို့ရဲ့ရှေလန်းတွေရှင်တို့ရဲ့ကိုနဲ့တွေကိုမှတ်မိနေပါပြီ ကျွေးချောင်းသားလေးကလည်းပစူးတထည်ကိုပခုံးပေါ်တင်လိုက်ပြီးတော့ကဲကျုပ်တို့ရေသွားချိုးရင်နဲ့မနက်ကထောင်ခဲ့တဲ့ငါးမျိုးလူသွားဖော်လိုက်ဦးမယ်ဗျာဟင်းစားလေးပါလေရတာပေါ့ဗျကျွေးချောင်းသားလေးကလည်းပြောရင်းဆိုရင်နဲ့အိမ်ကနေထွက်ခွာသွားပါတယ်အိမ်နဲ့မလန်မကန်နေရမှာတော့ရေကန်ကြီးတစ်ခုရှိကအိမ်ပေါ်ကနေကြည့်ရင်တော့အဲ့ဒီရေကန်ကိုအတိုင်းသားမြင်နေရပါတယ်။ကျွေးချောင်းသားလေးကလည်းရေကန်အတွင်းမှာရေကူးနေရကိုတွေ့ရပါတယ်။စိတ်တလုံးကလည်းကျွေးချောင်းသားလေးကိုကြည့်ကဒီကောင်ကလေးကလူသားငယ်ပြီပဲစိတ်ကောင်းတော့ရှိသားပဲကွာ န်းနေတို့တွေတိုက်တူးတယ်ပြောထားတာကိုဘယ်လိုလုပ်ကြမလဲမိခါဒီလိုပဲမီးစိန်ကြီးကားရတာပေါ့ဦးကြီးစိန်တလုံးရဲ့မိခါနဲ့စိန်တလုံးတို့ကလည်းရေကန်ကြီးကိုငေးကြည့်နေပြီးပါတယ်ညနေစည်းစားနေအောင်ကကောင်းကင်တခွင်ကိုဖြန့်ကျက်လွှမ်းခြုံထားတာမို့တမျိုးလေးလှပနေပါတော့တယ်ပရိသတ်တွေခုနားဆင်ခဲ့ရတဲ့ဇလန်လေးကတော့စာရေးသူအကားစော်ရေးသားထားတဲ့အဝိဇ္ဇာတော်တောင်းဇလန်လေးရဲ့အခန်းစာဖြစ်တဲ့အဝိဇ္ဇာတော်တောင်းနဲ့ အေးလေအင်းကြေးလေးချင်းဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ကြရတာပဲဖြစ်ပါတယ်ရှင်။နောက်ထပ်လည်းကျမတို့ channel လေးကနေအဝိစာတော်တောင်းဇာတ်လမ်းလေးရဲ့အခန်းဆက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်တာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။နာတော်တာဆင်ပြီးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ဇာတ်လမ်းလေးကိုတော့ကျမပပကတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။